ားလုံးပဲမင်္ဂလာပါလူငယ်ခေတ်ရဲ့တကြံ FM ကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့ကတကြံ FM ထုတ်လွှင့်တဲ့ဒုတိယနေ့ပါဒီနေ့မှာလဲကျွန်တော်တို့တွေမြန်မာလူငယ်တွေရဲ့တကြံလွမ်းဆုံမှုအတန်တွေကိုဆက်ပြီးနားထောင်ကြရအောင်ရေမပတ်တကြံတခြင်းတွေမဖွင့်စတုတီတာမန်တတ်တွေမရှိပါမယ်ကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေကပျော်စရာတကြံတွေကိုမှတ်မိနေပါသေးတယ် ။ဒီနေ့တော့ဒီလိုတိတ်ဆိတ်တဲ့ဒကြံတွေအကြောင်းကျွန်တော်တို့ပြန်ပြောကြရအောင်ပါပါ။ဒီစီစဉ်ကမြမရိုးရာနှစ်သက်အတာဒကြံပွဲကို အမတ်တရဆင်နွှဲကြတယ်ဆိုတာတဲ့ကျွန်တော်တို့အချင်းချင်းရှင်ဘက်ချင်းနီးစပ်အောင်အဝိတ္တနေရာစီပြန်ကျဲရောက်ရှိနေချိန်မှာတယောက်ရဲ့ခံစားချက်ကိုချိတ်ဆက်နားလည်ပေးနိုင်အောင်ပြီးတော့ကျွန်တော်တို့အားလုံးကိုဒီနေ့ထိကြံ့ကြံ့ခံစီနိုင်တဲ့ချစ်ချင်းတရားကိုဖော်ကျူးကြည့်ဖို့ပါပဲ။ ဒီနေ့အတွက်ပထမဆုံးအနေနဲ့အာနာသိမ့်မှုကိုလက်မခံပဲစန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ပြီးအခုချိန်မှာထိုင်းနိုင်ငံမဲဆောက်မြို့မှာတိတ်ရှောင်နေရတဲ့ညီငယ်လေးတယောက်ရဲ့အတန်ကိုဖွင့်ပြချင်ပါတယ်။ဒီလိုဆံမှာဘသူ့ကိုအလွမ်းဆုံးလဲဆိုရင်တော့မိသားစုကိုလွမ်းနေတဲ့ရောက်ကိုရေလောင်းဝင်ရမယ်ဆိုရင်ဘသူ့ကိုလောင်းရင်လဲဆိုရင်တော့အာအဖေကိုလောင်းခြင်းနေပေါ့နော်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့အာဘယ်နှကိုစပုံမှန်ဆိုလို့ရှိရင်အမေတို့ပဲတကြံဆိုရင်ရေလောင်းနေကြဆိုတော့လေနော်။ အဲ့တော့တရားရောက်ကိုရေလောင်းရမယ်ဆိုရင်တော့အမေကိုရေလောင်းခြင်းနဲ့အခုတကြံမှာဘယ်အရာကတငယ်ချင်းတွေတော်တော်လေးချက်ဖြစ်စေတယ်ဆိုရင်မိမိဆက်ဆံဖို့တော့အာနိုင်ငံကအေဂျင့်သွားပြီးတော့ဆက်အနာရှင်လာဟောကနေလုံလောက်တောင်းမယ်ဆိုရင်တော့လည်းလူငယ်ကျွန်တော်တို့ပျော်ရွှင်ရမယ်လို့ပြောနေတယ်ဂျုံနေရတဲ့ပြဿနာတွေကတော့အများကြီးပဲဒါပေမဲ့အားတင်းထားပါအကုန်လုံးအဆင်ပြေမှာပါအတိတ်ကရောက်စေခြင်းတဲ့နေရာကတော့ ကျွန်တော်ရဲ့ဒီကျွန်တော်ဆူတောင်းပေးနေတယ်ကျွန်တော်ပြောနေတဲ့အတန်လေးတွေကိုခံစားချက်လေးတွေကိုကျွန်တော်မိသားစုတွေကျွန်တော်တငယ်ချင်းလေးစီကိုရောက်စီချင်တယ်ကျွန်တော်အတန်ကိုမှတ်မိရဆိုရင်တော့အော်သူဘသူလဲဆိုတာကိုတော့သူဘသူဖြစ်ရဆိုတာကိုတော့သိမှာဖြစ်တယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီလူငယ်တွေဖြစ်တဲ့ခါကျတော့မြန်လေးချက်တွေရိမ်းချက်တွေရှိကြတယ် အိမ်နဲ့ကျွန်တော်တို့ခွဲလာရနေပြီမဲ့လေမြို့နဲ့ကျွန်တော်တို့မြို့ရေးကျွန်တော်မွေးရစာတီတီကနေကျွန်တော်တို့ခွဲလာရတယ်ဆိုပေမဲ့လေရိုးရာပွဲတော်ကြီးရိုးရာအထိန်မှန်နေပြီရောက်တဲ့ခါကျရင်ကိုမျိုးကိုရောင်ကိုကိုပြန်လွမ်းတဲ့လူလူတွေကြီးပဲဖြစ်တယ်ဒီနှစ်သက်မှာတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုကြီးကြမ်းချင်းနဲ့ပြည့်စုံကြပါစေပူပန်ရတဲ့တော့ကတွေ ဝေကွန်နေရတဲ့မိသားစုတွေအကုန်လုံးလည်းပြန်လည်ပေါင်းစည်းနိုင်ကြပါစေလူမဆုံတော်ဘူးဆိုတာသိပေမဲ့လည်းတချို့မိသားစုတွေမှာအာတင်းထားပါပြန်ဆုံနေနေကြလို့ရှိရင်အကောင်းမွန်ဆုံးထွေးဖက်ပြီးတော့ကျွန်တော်တို့တယောက်နဲ့တယောက်နဲ့ဝမ်းသာပီတိမျက်ရည်လေးတွေပဲဖြစ်ဖြစ်ပေါ့နော်ပျော်ရွှင်မှုတွေနဲ့မိသားစုတွေအားလုံးအေးချမ်းကြပါစေပျော်ရွှင်ကြပါစေ တကြမ်းဆိုတာပွဲတော်တစ်ခုတက်တက်တော်မဟုတ်ပါဘူးတကြမ်းဆိုတာကျွန်တော်ရဲ့နှလုံးခုန်သံကျွန်တော်တို့ဘသူဆိုတာကိုသတိပြန်ရစေတဲ့အခိုက်အတန့်ပါဒုတိယတယောက်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ရှောင်းနေရတဲ့နိုင်ချင်းညီမလေးတယောက်ရဲ့အမတ်တရစကားသံတွေကိုနားဆင်ကြည့်ရအောင်ပါဒီကျမ်းမာမိသားစုအရင်လွမ်းနေပြောကြတော့ဒရုန်းနဲ့တူတူ hotspot တူစားချင်တယ်ပြောကြမိသားစု အာသမင်းစပွဲဝိုင်းတော်ဝိုင်းနဲ့မတူတူရှားချင်တယ်။အခုရှင်းရှင်းပြောရင်ကိုကိုကိုချစ်ဖို့ရယ်ကိုမိသားစုအတွက်ရယ်နမတ်ကျဥစားပေးပြီးစဉ်းစားပါလို့ပြီးလို့ရှင်ကိုတတ်နိုင်သမျှပဲကူပါလို့အမ်တကယ်လီစင်စားနဲ့တကယ်ချင်းခံစားချက်တည်းတဲ့ဘယ်နေရာဆိုရောက်နိုင်လဲဆိုဘယ်ကိုရောက်စီချင်လဲဆိုကိုတကယ်ခင်တဲ့လူတွေစီကိုပဲရောက်ချင်ပါတယ်ဒီနေ့ထပ်ဖွင့်ပြမယ်အမှတ်တရစကားသံကတော့ မဲဆောင်မြို့မှာရောက်နေတဲ့အာနာသိမ့်မှုကိုစန့်ကျင်နေတဲ့ညီလေးရဲ့အလွမ်းစကားသံပဲဖြစ်ပါတယ်။ဟောပရပန်းနေလေလွမ်းနေ။ဘုံလုံးကြီးပေါ်လေလွမ်းနေ။တခြားသမီးတွေကိုလည်းလွမ်းနေ။တခြားရဲ့အငွေ့တဲ့အားလုံးကိုလည်းကျွန်တော်လွမ်းပါတယ်။လူငယ်ပေမဲ့လူငယ်လူမပြောရတဲ့ကာသတွေကိုလည်းအမြဲကုံဆုံးစီချင်နေ။အင်းခုချိန်မှာရီလောင်းဝင်ရမယ်ဆိုလို့ရှိရင်တော့အမေပဲပေါ့။ဘာလို့လဲဆိုတော့ငွေဖက်ရလဲကြာပြီလေ။ပြီးတော့အဆင်မပြေတာတွေကိုပြောပြရလဲကြာပြီ။ အနေဝေးတော့မှတံမိုးကိုပူတိလာရဲဆိုတဲ့သဘောတိုင်းပဲတခါတော့တော့အမေကိုရေလောင်းချင်တယ်ကျွန်တော်အိမ်ကိုဆော့ဆော့ပြန်ချင်တယ်အာဒီကတော့အမေနဲ့သူစကားအများကြီးပြောချင်တယ်ပေါ့နော်မိသားစုနဲ့ခွဲခွာပြီးတော့နေရာအတိအမှရုန်းကန်နေရရင်ကိုရီအနေနဲ့အခက်ခဲရှိနေမယ်ဆိုတော့လည်းကျွန်တော်တို့နားလည်ပါတယ်တနိုင်ဆုံးအတင်းပြီးတော့ရှိဆက်ကြပါကျွန်တော်တို့မျော်လင့်နေတဲ့ဘန်းတိုင်းတစ်ခုအဲရောက်လာဖို့အတွက်လည်းဝိုင်းဝန်းပြီးတော့ကူညီပေးကြပါ ကျွန်တော်တို့အိမ်ပြန်မဲ့လမ်းအိမ်ပြန်မဲ့အချိန်ကိုမြင်တဲ့နီးအောင်မြင်တဲ့မြန်အောင်လို့ဝိုင်းဝန်းပြီးတော့ကူညီပေးကြပါပြုရှင်အချင်းချင်းဝိုင်းဝန်းကူညီပေးမှကြပါလို့ပြောချင်ပါတယ်ကျမရေလည်း thank you ပြုကြပါဘောနော်အကယ်လို့ဒီစီစဉ်ရနေပြီးတော့ကျွန်တော်ရဲ့ခံစားချက်တွေကိုဘယ်နေရာမစိုးရောက်နိုင်လဲဆိုလို့ရှိရင်အိုးအင်ကြီးရတဲ့ပစ္စည်းဆုံဆုံသွားတဲ့ပြည်သူတွေပြုရှင်အာဇာနည်တရားဝင်ကိုဆုံးရှုံးလိုက်ရတဲ့တားတဲ့မိခင်တွေအเจ้าနေအွေမှာအเจ้าမနေရပဲနဲ့ ဆေးဘေးရှောင်နေရတဲ့ကလေးငယ်တွေလူငယ်လူနေရမယ့်အချိန်မှာလူငယ်လူနေရပဲနဲ့ဟိုတိုင်းပြည်အထွတ်အသက်သွေးချွေးပေးဆက်နေရတဲ့လူငယ်တွေရဲ့အားလုံးရဲ့ရင်ထဲကိုဟိုရောက်ရှိချင်ပါတယ်ဗျာ။ပြီးတော့ကျွန်တော်တို့ဒီတစ်ချက်မှမပြောပါဘူး။ကျွန်တော်တို့အားလုံးအင်ဖြန်ကြမယ့်အချိန်ကြတော့မှပဲအတူနဲ့ပြောကြပါမယ်။အာအလုံးမဲ့ချက်မှကြည့်ဆိုင်ကြပါ။အားလုံးကိုလေးစားပါတယ်။ဒီနေ့နောက်ဆုံးအနေနဲ့ရှမ်းမြောက်ဒေသမှာတောင်ဝင်ထမ်းဆောင်နေတဲ့ရဲဘော်တယောက်ရဲ့အတန်ကိုလည်း နားထောင်ကြည့်ပါဦးဒီတစ္ဆာမှာဘသူကိုလွမ်းဆုံးလဲဆိုရင်တော့အမေကိုလွမ်းဆုံးပဲဘာပြောချင်လဲဆိုရင်အမေကျမကနေပြီးပါအမြန်ဆုံးပြန်လာခဲ့မယ်လို့အဲရောင်နေရောလာနေပြီတနေ့တော့အာနေထွေးပြီးတော့လင်းလက်တဲ့နနခင်နေပြရတော့မယ်ပေါ့နော်မိသားစုနဲ့ခွဲခွာပြီးတော့နေရာတည်တည်မှာရုံးကန်နေရတဲ့သူတွေကိုဘာပြောချင်လဲဆိုရင်တော့တနေ့တော့ပြန်တွေ့ကြတာပေါ့နော်ပြန်တွေ့ဖို့အတွက်ကကိုက ချမ်းမာနေရမယ်စိတ်ကိုလည်းကိုချမ်းမာလို့တခုလည်းမဟုတ်ပါတော့စိတ်ကိုလည်းချမ်းမာအောင်調査ပြီးရနေပါလို့အလုံးနဲ့တူတူရှိပါတယ်လို့ပေနေရဟိုရောက်စေချင်လဲဆိုရင်တော့ရင်ပတ်ချင်းတူတဲ့တူတွေအလုံးပေါ့နော်ကံစားမှုတူတဲ့လူတွေရတ္တိချက်တူတဲ့လူတွေအားလုံးရဲ့ရင်မထဲဝောက်စေချင်ပါတယ်။နိုင်ငံရချားမှာရောက်နေတဲ့သူတွေစစ်ဆောင်စခန်းမှာရောက်နေတဲ့သူတွေ ਨੇ ဘယ်နေရာကိုပဲရောက်နေနေဘာတွေပဲလုပ်နေနေ ီတကြံကာလာလေးမှာတကြံ FM ကတငယ်ချင်းတို့ရဲ့အတန်မှာတငယ်ချင်းတို့ပိုင်ဆိုင်တဲ့ FM မှာတငယ်ချင်းတို့ရဲ့အတန်ကိုဘသူမှနားမထောင်ဘူးဆိုရင်တောင်ကျွန်တော်တို့နားထောင်နေပါတယ်ပြီးတော့တနေ့ကြာရင်တော့လမ်းမာရီပေါ်မှာတကြံတချင်းတွေ ပြန်လဲစူညံလာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်တကြံ FM ရဲ့ဒုတိယနေ့မြန်မာတကြံအကြက်နေမှာ လူငယ်ခင်းတဲ့အတူရှိနေပေးတာအမှတ်တရနဲ့ခံစားချက်တွေ မျှဝေထုတ်ဖော်ပေးတာတွေအတွက်ကျေးဇူးတင်ပါတယ်။မနက်ဖြန်အတွက်စောင့်မျှော်နားထောင်ပေးပါဦး။ဘယ်နေရာကိုရောက်ရောက်ကျွန်တော်တို့ပြန်တွေ့တဲ့အချိန်ထိတကြံ FM ဖြစ်ပါတယ်။တကြံမှာရေမဆိုးပေမဲ့ကျွန်တော်တို့ဆက်လက်စီးစင်းကြမယ်။ do you